်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်သခင်ယေရှုတော်ကိုချီးမွမ်းပါれခရစ်တော်၌အောင်နိုင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ယောမအခန်းကြီး၈အငယ်၃၇ကိုဆင်ခြင်တော်ခြင်းပါれ မကွာစေသည်တမကငါတို့ကိုချစ်တော်မူသောသူဤဂျေစုတော်ကြောင့်ငါတို့သည်ထို အမှုခတ်သိမ်းတို့ကို ခံစင်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကြောင့်ကျွန်တော်တို့ဟာ အောင်နိုင်တဲ့သူတွေထက်ပိုပါတယ်ကျွန်တော်တို့မှာရှိတဲ့ခရစ်တော်ရဲ့တကူတော်အားဖြင့်စုံစမ်းနောက်ဆက်ခြင်းနဲ့ဝိညာဉ်ရထိုးနှက်မှုတိုင်းကို ကျွန်တော်တို့အောင်မြင်နိုင်ပါတယ် တခါတလေရန်သူကကျွန်တော်တို့ကိုလာတိုက်ပြီးတော့ကျွန်တော်တို့ဘဝကိုခက်ခဲအောင်လှုပ်ဖို့ကြိုးစားပါလိမ့်မယ်။ဖျားသခင်ကကျွန်တော်တို့ဘဝတွေကိုဘလူအရာတွေဘလူနေရာကနေဝင်လာပါစေ။အဲ့ဒီအမှုခတ်သိမ်းတို့ကိုခံနေတဲ့အချိန်မှာပဲအထူးသဖြင့်အောင်မြင်မဲ့အကြောင်းဂတိပေးထားပါဗျ။ခရစ်တော်အားဖြင့်ကျွန်တော်တို့ကြီးစွာသော အောင်ခြင်းကိုပြီးမှဖြစ်တယ်။ကျွန်တော်တို့ဟာခရစ်တော်အားဖြင့်အမြဲအောင်မြင်မယ်ဆိုတာကို သိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်နေရမှာမဟုတ်ပါဘူး။နေ့တိုင်းမှာတော့ဝိညာဉ်တိုက်ပွဲကတော့ဝင်တင်ရမှာတော့ဖြစ်တယ်။အမျိုးမျိုးသောယန္တုကိုကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်တယ်။တချို့ကအားကြီးတယ်၊တချို့ကသေးငယ်မယ်၊တချို့ကကြောက်စရာကောင်းနေမယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာသူတို့အားလုံးကိုအောင်းနိုင်မှာဖြစ်တယ်။အဲ့ဒီအထဲမှာအကြီးမားဆုံးယန္တုကတော့တေခြင်းပဲဖြစ်တယ်။လူတော်တော်များများကတေမာကိုကြောက်ကြပါတယ်။ လူတွေဟာကိုယ်ခန္ဓာအတွက်ကျန်းမာရေးလက်ကျင်ခံတွေကိုလုပ်တဲ့ကျန်းမာရေးနဲ့ညညွတ်တဲ့အစာကိုစားတော့ပြီးတော့တည်ဆုံးခြင်းကိုတတ်နိုင်သမျှနှောင့်နှေးသွားစေဖို့အတွက်မျှော်လင့်ကြပါတယ်ခရိယန်တွေအတွက်ကတော့တည်ခြင်းတရားဆိုတာကို မကြောက်ကြပါဘူးကြောက်စရာမဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ကကားတိုင်းပေါ်မှာတေခြင်းကိုအောင်နိုင်ခဲ့ပြီးတော့သူ့ကိုယုံကြည်တဲ့သူတိုင်းအတွက်ထာဝရအသက်ကိုပေးခဲ့တယ် ခရစ်တော်ဟာကျွန်တော်တို့ကိုထာဝရအသက်ကိုပေးခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာသေခြင်းအပေါ်မှာအောင်နိုင်ခြင်းပဲဖြစ်တယ်။ခရစ်တော်ရဲ့ထာဝရမျက်မှောက်တော်တဲ့ကိုဝင်ရတဲ့တကားပေါက်ရှိနေတာကိုသိရတဲ့အခါသေခြင်းတရားကိုဘာကြောင့်ကြောက်ရွံ့နေရမလဲ။ခရစ်တော်ကကျွန်တော်တို့ကိုအပြစ်ရဲ့တကူနဲ့ပြစ်ဒဏ်ကနေလွတ်မြောက်စေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာအပြစ်ကိုအောင်နိုင်ခဲ့ပြီဖြစ်တယ်။ ကိုရာကျွန်တော်တို့ကိုလက်မြောက်စေတော်မူတာဖြစ်တဲ့အတွက်ကြောင့်အရင်ကနှိမ်ကျစေခဲ့တဲ့ဇာတိအလေးအထအဟောင်းနဲ့သွေးဆောင်မှုတွေအပေါ်မှာလည်းအောင်းနိုင်နေပါတယ်ကျွန်တော်တို့အပေါ်ကြားရောက်လာတဲ့အမောင်ရဲ့စွမ်းအားတွေကိုအောင်းနိုင်ပြီဖြစ်တယ်။ဘုရားသခင်ရဲ့စစ်သူရဲ့တယောက်အနေနဲ့လည်းအမောင်တို့ကိုစစ်တိုက်နေပါလေ။ခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာအမောင်မိုက်နိုင်ငံမှာယန္တူတိုင်းကို အောင်းနိုင်တယ်။ တန်ရှင်သောဝိညာဉ်တော်တကူအားဖြင့်ကျွန်တော်တို့ရဲ့အတ္တဓာမနေ့ရက်တိုင်းအောင်ပွဲခံရမှာဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ကိုပြည့်စွမ်းပြီးပြောခွန်အားပေးတဲ့အတွက်ကြောင့်ကျွန်တော်ဘဝရဲ့နေပေတိုင်းမှာ အောင်ပွဲခံနေပါတယ်။ခရစ်တော်ဟာကျွန်တော်အထက်မှာကင်းဝတ်နေတာဖြစ်တဲ့အတွက်နေ့စဉ်အောင်ပွဲတွေကိုစုကူးနိုင်ခြင်းပဲဖြစ်တယ်။တခဏချင်းမှာတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်ကိုလမ်းပြအားဖြစ်ပြီးပြီးတော့ခွန်အားပေးတယ် ကျွန်တော်မှာခရစ်တော်ရဲ့စိတ်နဲ့ခရစ်တော်ရဲ့တကူတော်ရှိနေပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ယန္တူကဘလို့လက်နက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပါစေကျွန်တော်တို့အောင်နိုင်ပြီဖြစ်တယ်ကျွန်တော်ကိုကြီးမားတဲ့မေတ္တာနဲ့ချစ်တဲ့သူကကျွန်တော်ဘဝရဲ့နေပေတိုင်းကို အောင်နိုင်တဲ့သူဖြစ်လာစေတယ်ဒီနေ့နောက်ဘက်တော်အယဝန်ခံ အသက်ရှင်ဖို့ကတော့ခရစ်တော်အားဖြင့်အောင်ပွဲခံနိုင်ပါတယ် တခင်ယေရှုခရစ်တော်ကသေခြင်းကိုအောင်နိုင်ခဲ့လို့သေခြင်းကိုကျွန်တော်တို့ကြောက်စရာမလိုဘူးကျွန်တော်တို့သေခြင်းကိုမကြောက်ဘူးကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုနဲ့သွေးဆောင်မှုတွေအပေါ်ကျွန်တော်တို့အောင်နိုင်ပြီဖြစ်တယ်ကျွန်တော်တို့မှာခရစ်တော်အားဖြင့်စာတန်ရဲ့တိုက်ခိုက်မှုတိုင်းကိုကျွန်တော်တို့အောင်နိုင်ပြီဖြစ်တယ်တခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုသူ့ရဲ့ဝိညာဉ်တော်အားဖြင့်ခေါ်အားပေးပြီးတော့မှနေ့စဉ်အားဖြင့်ပေးနေပါတယ်ဒီနေ့ကျွန်တော်တို့ဟာအောင်နိုင်သူထက် ပူပါတယ်။ဒါကြောင့်ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး15အငယ်59မှာငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်း အခွင့်ကိုပြုတော်မူသောဘုရားသခင်ဤယေရှုတော်သည်ကြီးလစွာတကားလို့ဆိုထားတဲ့အတိုင်းအမှုကိစ္စတိုင်းမှာဘုရားသခင်ရဲ့ယေရှုတော်အပေါင်းကိုရေတွက်ချီးမွမ်းသွားပြီးတော့အောင်မြင်ခြင်းကို ရယူသွားဖို့ပဲဖြစ်တယ်။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်း ခရစ်တော်အားဖြင့်အောင်နိုင်တဲ့သူအဖြစ်ပရောဖက်အတူရှိလျက်အမှုကိစ္စတိုင်းမှာအောင်မြင်တဲ့သူတွေအနေနဲ့ပရောဖက်အတူရှိပို့ဆောင်ပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။